စပိန်လာလီဂါရဲ့ပွဲကြီးပွဲကောင်ဘာစီလိုနာနဲ့အီဒီကိုပွဲကြုံတုံးသက်ချက်ညီအားလုံးမင်္ဂလာပါစကော့တစ်ဖော်ချန်နယ်အားနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုရင်းဖြစ်ပါတယ်ညီတို့ဒီနေ့ဒါ ဟိုချန်ပီယံလိရောယူရိုပါလိရောမရှိဘူးဒီဂျာယင်မှာကန်လာတော့ဒါပြီးများလိတို့ဒါစပိန်လာလီဂါတို့ပြီးအီတလီဖလားဂျာမန်ဖလားတွေပွဲစဉ်တွေပဲရှိရပါတော့ဒီပွဲစဉ်တွေထဲမှာဒီနေ့ပွဲကြီးပွဲကောင်းတစ်ပွဲကိုကိုရင်းဒါရွေးချက်ပေးပါတော့เนาะဒီပွဲစဉ်ကတော့ညီမဆန်တော်ဂျိနှစ်နိုင်ပွဲထိုင်းဆန်တော်ဂျိ၃နိုင်မှာကန်မယ်ဒါဘာစီလိုနာအသင်းနဲ့အက်သလတီကိုမက်ထစ်အသင်းတို့ရဲ့ပွဲချုပ်သုံးသပ်ချက်လေးကိုတင်ဆက်ပေးသွားမယ် ကိုယ်ပြမဆုံးမှကျင်တာကိုယ်တေရန် channel လေးကို join ထားပြီးပါတေရန် channel လေးမှာဒါတပွဲကောင်းလေးမောင်းကလေးမြင်းတပီးတယ်မြင်းနဲ့အတူတူဖြစ်တယ်ပေါ့နော်ဒါကြောင့်ညီကိုနေတဲ့ channel လေးကို join ထားဖို့မပွေးပါနဲ့ channel ရဲ့ link လေးကိုဒီဗီဒီယိုရဲ့ comment လေးလေးမှာခြားထားပြီးပါတယ်เนาะကိုင်းတို့ဒါဒီနေ့ပွဲကြီးပွဲကောင်းပေါ့နော်ဒါ share တကယ်ဟိုအပြိုင်ဆိုင်ပြင်းထန်မဲ့ပွဲလို့ပြောလို့ရတယ်ပေါ့နော်အဲဘာစီလိုနာနဲ့အီတီကိုကိုင်းတို့ဒါဟာတူအပြင်ကြည့်ရမယ်ဆိုရင်တော့မနစ်ကဒါတီကိုရဲ့ queen မှာဒါဟိုဘာစီလိုနာအသင်းနေနဲ့ကတော့ဒါနှစ်ကြော်လုံးနိုင်ထားတော့ရှိတယ်ပထမဒါ ဟိုစပိန်ဖလားပေါ့နော်စပိန်ဖလားပွဲစဉ်မှာဆိုရင်တော့ဇီဝမ်းဆိုတဲ့ရလနဲ့နိုင်ထားတယ်ပြီးွားရင်တော့ဒါအဲမပီလီပေါ့နော်ဒီကိုအိကွင်မှာ2ဖိုးဆိုတဲ့ရလနဲ့ဒါဘာစီနာအတင်းအောင်နိုင်ထားတယ်ပြီးရင်ဒါဘာကာရဲ့ကွင်မှာ4ဖိုးဆိုပြီးတော့တည်ကြတာပေါ့နော်ဒီနေ့ဒါသွေးဆုံမှု3ချိန်မှာဆိုရင်တော့ဂိုးပေါင်းပေါ်နှစ်ပွဲဖြစ်ထားတယ်တပွဲကတော့ဂိုးအောက်ထားတယ်ပေါ့နော်အဲ့တော့ဆိုရင်တော့ဒါဘာစီလိုနာရဲ့ကွင်မှာတီကိုပေးနေကြဇီရတော့တလုံးတည်ကြီးပေးထားတယ်ပေါ့နော်လက်ရှိကွင်လို့ဒါ ိုရလပိုင်းပြန်ကြည့်ရမယ်ဆိုရင်ဘာစီလိုနာအနေနဲ့ကလည်းဒါနောက်ပိုင်းရလပိုင်းပြန်တော့ဒီငိန်တာတော့ရှိတယ်ဒါအလာဘက်ကို3-1နိုင်ထားတယ်ပြီးွားရင်တော့ဒါအက်သလစ်ပီပါကို4-0နိုင်ထားရပေါ့နော်ပြီးရင်ဒါ HCO 3-1ဆိုပြီးတော့ဒါဘာစီလိုနာအနေနဲ့ဒါအင်ကွင်းရလတ်၃ဘွဲ့ဆက်တော့နိုင်တာရှိတယ်ဒီကိုကလည်းဒီနောက်ပိုင်းမှာတော်တော်လေးကိုခြေစမ်းတော်တော်လေးကောင်းလာတယ်လို့ပြောလို့ရတယ်နောက်ဆုံး9ဘွဲ့မှာကြီးတစ်ချိန်ဒရောကြတာပြီးကျန်တဲ့6ဘွဲ့လုံးဒါကြီးနိုင်ထားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါ OB2 2-0နိုင်ထားတယ်အင်တာမီလန်ချန်ပီယံလိမှာဆိုရင်အင်တာမီလန်2-1နိုင်ထားတယ် ယ်ပြီးဂီတာဖေးကို01လီဗန်ဒီကို31ပြီးရင်စီပီးရာကို30ပတ်တက်ကို02နိုင်တာပေါ့နော်အာအစင်နယ်တော့ဒါချုံထားတပွဲပဲရှိပေါ့နော်ဒါကြောင့်ဒီကိုကလည်းဒါဒီနောက်ပိုင်းမှာဟိုခြေစံပိုင်းတော်တော်လေးကောင်းလာတဲ့အနေအထားမျိုးမှာတော့ရှိပေါ့နော်ကိုကြီးလက်ရှိဒါဂျီကိုတွားကြည့်လိုက်မယ်ဂျီမှာဆိုရင်တော့ဒါဘာစီလိုနာအသင်းဘက်ကတလုံးပလက်80ဂိုးပေါင်းသေး3လုံးပိုင်းနဲ့90ဒါဂိုးပေါင်းသေးတော်တော်လေးကိုဒါများတဲ့ ဈေးတန်းလို့ပြောလို့ရတယ်ပေါ့နော်ကိုပေါင်းသိဒါဒီနဲ့တင်းတာပွဲကြီးပွဲကောင်းပီတာဆိုတဲ့ဒါကိုပေါ်ဈေးတန်းကိုဖွင့်လင်ထားတယ်။နင်းတင်းတွင်းကိုပေါင်းတာကို၄ကိုရောက်မယ်လို့ဒါပူပီနေနဲ့တွက်ထားမှုရတယ်။နော်ကိုင်းလို့ဒါကိုပေါင်းသိတို့ကိုင်းတာအနေအများရဲ့အတွက်ရှောင်လိုက်ပါမယ်နော်ကိုင်းဒါ body ဈေးကိုစဉ်းစားမယ်။ body ဈေးမှာဒါဘာစီလိုနာတင်းပေးထားတဲ့ body ဈေးတလုံးပလတ်80ကြီးကဒါဘာစီလိုနာကိုဒါကိုင်းအနေနဲ့မြင်တာပေါ့နော်။ခေါ်ဈေးလို့မြင်တယ်ဒါဘာစီလိုတလုံးတင်းရနဲ့80စားဆိုတဲ့ပုံစံမျိုးကြောင့်ဒါ ဘာစီလိုနာလူတိုင်းတော့ကြိုက်လိုက်မယ်အာဘာစီလိုနာဟိုအပိတဲ့ညီကိုတွေလည်းဒါကွင်းရတော့ဒါကြီးကိုကြည့်ပြီးတော့ရွေးချယ်တာဖြစ်တဲ့အတွက်ကြောင့်နားလည်ပေးပါနော်ကွင်းရတော့ဒီနေ့ပွဲစဉ်မှာတော့ဒါအီဒီကိုဘော်ဒီကြိုက်ပါတယ်ဟိုဘာလို့ဆိုအီဒီကိုနေနဲ့ဒါဘာစီလိုနာကိုဒါတိန်လောက်တော့ကစားနိုင်မလို့ထင်တယ်ဘာစီလိုနာပေးတဲ့စီးရင်တော့ကြိုက်ဘူးဒါမနစ်ကတော့ဒါဘာကာရဲ့အင်ကွေမှာတလုံးတည်ကြည့်ပေးတာလက်ရှိဒါတလုံးပလက်80ကြီးဆိုတော့ဒါကွင်းရတော့ကြီးရဆိုရင်တော့အီဒီကိုဘော်ဒီကြိုက်ပါနော် ညီကိုတဲ့ဒါဒီနေ့တပွဲကောင်ဘာစီလိုနာနဲ့အီတီကိုကိုရွေးချယ်ပေးတဲ့ဒါအသင်းရတော့ဒါအဝေးကွင်းအတလတီကိုမက်ထရစ်ဘော်ဒီလေးကြိုက်ပါနော်ညီကိုနေနဲ့ကြိုက်တူလိုက်ကစားလို့ရပါလေအချိန်တူတော့ပက်ကန်ကစားလို့ရပါတယ်နော်ကိုပြမမာကတ်လို့လေကန် channel လေး join လုပ်လဲမမေ့ပါနဲ့ channel လေးကို join ထားပေးပါနော်ကိုင်းလို့ဒါနောက်ရက်ပွဲစဉ်မှာညီကိုတို့ပြန်ပြီးဆုံပါအောင်မယ်ကိုင်းအားပေးတဲ့ဒါ Facebook က TikTok က YouTube ကညီကိုတည်ချင်းဆောင်ကျေးဇူးတင်ပါတယ်အားလုံးဒီနေ့ရပါပဲနှုတ်ဆက်လိုက်ပါတယ်